လီဗာပူးကိုနိုင်တဲ့ပွဲပြီးမှာအခုလိုရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တဲ့မကွာရမန်ချက်စတာနဲ့တဲ့နောက်ခါလူမကွာရဟာကလပ်မှာတော့သူ့ရဲ့နာခံတဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ပြောကြားချက်တခုကိုထုတ်ပေါ်ခဲ့ပါတယ်အသက်30နှစ်နဲ့အရွယ်ရှိပြီဖြစ်တဲ့မကွာရကတနင်္ဂနွေနေ့ကအန်ဖီမှာလီဗာပူးကို1-2နဲ့အနိုင်ရတဲ့ပွဲမှာ United တို့အနိုင်ကိုကိုခေါင်းတိုက်သွင်းယူပေးခဲ့ပြီး2024ခုနှစ်စောင်းရာသီမှာရောက်ရှိလာတဲ့နီပြရိုဘယ်အမ်မော်ရီအတွက်လီပွဲနှစ်ပွဲဆက်ပထမဆုံးချိန်အနိုင်ရရှိမှုကိုတည်ကြစီခဲ့ပါတယ် ပေါင်တန်း80တန်းကြီးကိုကွင်းတွင်းမှာချီဆွမ်းနေတကယ်တမ်းအပြသနိုင်ခဲ့ပေမယ့်အင်္ဂလန်သားနောက်ခံလူဟာကလပ်အတွက်ကစားဖို့ကိုဘယ်တော့မှရှောင်လွှဲခဲ့ခြင်းမရှိပါဘူး။2019ခုနှစ်ကလက်ဆာစီးတီးကနေရောက်လာပြီးတဲ့နောက်မှာအသက်32နှစ်အရွယ်ရှိတဲ့ကစားသမားဟာပရိသတ်ကြီးရဲ့ဝေဖန်မှုတွေကိုဖက်ဖက်ကရင်ဆိုင်ခဲ့ရပေမယ့်သူ့ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီးတော့ professional ဆန်စွာဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ကလူမကွာရရဲ့ Anfigo က United အတွက်154ပွဲမှာသူ့ရဲ့16ဂိုးများဖြစ်ပေမယ့်သူက Ultra Form မှာဘယ်လောက်ကြာကြာဆက်ရှိနေအောင်မလဲဆိုတဲ့မေးခွန်းကရှိနေပါတယ်။ လက်ရှိမှာတော့ဒီမေးခွန်းရဲ့အဖြေကရှင်းလင်းမှုမရှိပါဘူး။ Maguire ရဲ့ United နဲ့စာချုပ်က2026ခုနှစ်ဇွန်လမှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်။အင်္ဂလန်လက်ရွေးစင်64ပွဲကစားထားတဲ့ဒီနောက်ခံလူဟာဇန်နဝါရီလနေ့နောက်ဆုံးထားပြီးတော့စာချုပ်တွေမထိုးချဲ့နိုင်ဘူးဆိုရင်အင်္ဂလန်နိုင်ငံပြပကကလပ်တွေနဲ့ကြိုတင်စာချုပ်ကိုဆွေးနွေးသွားမှာပါ။ BBC စပွားရဲ့တရေနေရောက်မကွာရရမိသားစုကအင်္ဂလန်အနောက်မြောက်ဘက်မှာအခြေချနေထိုင်ပြီးသူက United မှာဆက်လက်နေထိုင်ဖို့ဆက်ရထပ်တန်နေပါတယ်။တရေနာနာကဒီဖြစ်အတွက်လိုအပ်ပါက လာစာရှော့ယူဖို့ဒီဆန္ဒရှိကြောင်ပြောဆိုခဲ့ပေမဲ့လက်ရှိမှာတော့သဘောတူညီချက်မရရှိသေးပါဘူးကျွန်တော်ဒီမှာခုနှစ်နှစ်ရှိပါပြီဒါကြောင့်ခုလိုနိုင်ပွဲမျိုးမရတာကတကယ်ခက်ခဲပါတယ်လောက်ဝါရက BBC Sport ကိုပြောပါတယ်ယူသားပြောမယ်ဆိုရင်ဒါကျွန်တော်စိတ်ထဲမှာနည်းနည်းရှိပါတယ်ကျွန်တော်စာချုပ်ကနောက်ဆုံးနေ့ကိုရောက်နေပါပြီဒါကြောင့်ဒီကလပ်အတွက် Anfield မှာကစားရတဲ့နောက်ဆုံးကျင်ဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီပွဲကိုလာရောက်ပြီးတော့နိုင်ပွဲကိုစရင်ရှင်းနိုင်ခဲ့တာကတကယ်ရေးကြီးပါတယ်ဆိုပြီးပြောခဲ့ပါတယ် United ဟာအန်ဖီမာနိုင်ရရှိပြီးတဲ့နောက်အမော်ရီကမကွာရရကိုခလီတိုင်းအတွက်ကောင်းမွန်တဲ့စံနမူနာတစ်ခုဖြစ်ဖော်ပြခဲ့ပါတယ် မကွာရအပြီးခဲ့တဲ့နေရာဒီမှာယူနိုက်တက်ကနေပြောင်းရှိဖို့သတင်းတွေထုတ်ပေါ်ခဲ့ကြဒီမှာအလားတူခြေနေမျိုးနဲ့ကြုံတွေ့ခဲ့ရပူပါတယ်သို့သောသူကပရီးမီးယားလိဂ်ချန်ပီယံ20ချိန်ရောက်ပြီတဲ့ကလပ်ကနေထွက်ခွာဖို့ဆိုတာယူတိုရာရောက်လိမ့်မယ်ဆိုပြီးပြောဆိုခဲ့ပါတယ်ယူနိုက်တက်လာမယ့်စနေနေ့မှာအိုဒရော့ဖို့မှာဘရိုက်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပြန်လည်စတင်ရမှာဖြစ်ပါတယ်